ဒဝယ်မြစ်ကားလမ်းပေါ်ကဝင်းဝတ်နေမြေစခန်းတိုက်ခိုက်ခံရပြီးတဲ့နောက်တိုက်ပွဲတွေဖြစ်နေတဲ့တရချောင်းမြို့နယ်ကရွာတချို့ကိုဒီကနေ့ဧပြီလ22ရက်နေ့မှာစစ်ကောင်စီတပ်ကလင်းရင်နဲ့ဘုံကျဲတိုက်ခိုက်တယ်လို့ဒေသခံတွေကပြောပါဗျ။ဝင်းဝါနဲ့ရွာချင်းကနေတဲ့မင်းတက်နဲ့ကမြန်ရွာတွေဘက်ကိုစစ်ကောင်စီတပ်ကလင်းရင်နဲ့ဘုံကျဲတိုက်ခိုက်နေတာပါ ဧပြီလ20ရက်နေ့ညဦးပိုင်းနဲ့ဒီကနေ့မနက်6နာရီလောက်အထိဝင်းဝစခန်းဘက်ကနှစ်ဖက်ပြစ်ခတ်တံတွေကြားရပြီးဒီကနေ့မွန်းလွဲပိုင်းမှာတော့ပြစ်ခတ်မှုမရှိဘဲနဲ့လေကြောင်းကနေပုံကျဲတယ်လို့ဒေသခံတွေကဆိုပါတယ်။လေကြောင်းတက်ခိုက်မှုကြောင့်မင်းတက်ရွာတင်ချိုင်ကဇရက်ပြူကြပြီးကမြန်ရွာအဝင်ဆိုင်ပုံနာက အင်တလုံးဘုံထိပ်ပြီးပျက်စီးသွားတာပါ။ ဧပြီလ16ရက်နေ့ကစပြီးဝင်းဝနမီရဲစခန်းကိုတော်လန်ရေးတပ်တွေကပြစ်ခတ်တိုက်ခိုက်နေပြီးဒိုဝယ်မြစ်အသက်အစင်းကားတွေရာနဲ့ချီလမ်းမှာပိတ်မိနေပါဗျ။ဧပြီလ16ရက်နေ့ကလည်းဝင်းဝမင်းတက်ချောင်းဝပြင်ရငဲရွာတွေဘက်ကိုလင်းရင်နဲ့ကျဲချတိုက်ခိုက်ခဲ့လို့ရငဲရွာကအသက်9နှစ်နဲ့အသက်50ကျော်အရွယ်မျိုးဖိုးနှစ်ဦးတိတ်ဆုံးပြီး၄ဦးတင်ရရခဲ့ပါသေးတယ်။ စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့မသက်ဆိုင်တဲ့ရွာတွေကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်နေတဲ့အတွက်ဝင်းဝါ၊မင်းတက်၊ဝဲရစ်၊ကမြိုင်၊ရငဲ၊တဲချောင်းသား၊စုံစင်ဖြာ၊ချောင်းဝပြင်စတဲ့ရွာတွေကဒေသခံတွေပါထွက်ပြေးတန်းရှောင်နေကြရပါတယ်။ရန်ကုန်ကနေဒဝဲစင်းတဲ့ကားတွေကစုံစင်ပြားအထိနဲ့မြေဖက်ကလာတဲ့ကားတွေကတော့ပလောက်အထိပဲသွားလို့ရနေပြီးလမ်းမှာပိတ်မိနေကြတယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။